ကိုကတော့ဆိုင်ရှင်တွေဂွမ်းကုန်ပြီဆိုပြီးတော့အတိပေးလာခဲ့တာပဲဖြစ်ပါတယ်။ဘာကြောင့်ဆိုင်ရှင်တွေဂွမ်းကုန်တာလဲဆိုတာမကြိုင်ချင်တော့ကျွန်တော်အချင်းချူနေကြတဲ့ဖြစ်ရတဲ့အတွက်ကျွန်တော်ပြန်ပြီးတော့ reaction လုပ်ပေးသွားမယ်။ Okay ဆိုတော့အခုဘာတွေပြောထားကျွန်တော်အတူကြည့်မယ်ပြီးမှကျွန်တော်ပြန်ပြီး reaction လုပ်ပေးမယ်။ဆိုတော့ကြည့်လိုက်အောင်။ဂွမ်းကုန်ပြီဗျာအကုန်ဂွမ်းကုန်ပြီဘလို့လောက်ကြအောင်တောင်ကြီးကဆိုင်တွေအားလုံးကိုမြန်မာလိုနာမည်ပြောင်းရမယ်ဆိုပြီးမှအစည်းအကမ်းထုတ်သွားပြီတောင်ကြီးစီပင်ကလုပ်ငန်းဆိုင်ပုတ်အားလုံးကိုမြန်မာလိုပဲရေးခွင့်ပြုတော့မယ်တဲ့စီပင်ကပြောသွားတာ။ တောင်ကြီးကနာမည်ကြီး Mountain Star Hotel ဆိုလို့ရှိရင်ရောဘယ်လိုပြောင်းရေးကြမှာတော့ Mountain Star လို့ရေးမှလား မြန်မာလိုတောင်ကျဲဟိုတယ်လို့ရေးပါလားနာမည်ကတောင်ကျဲဆိုရင်တော့မကောင်းတော့ဘူးပြီးတော့ဟိုဟာကမ္ဘောဇာဆရာကျောင်းဖွင့်ထားတဲ့ဒီဂျက်စမင်ဟိုတယ်ဆိုရင်ရောဂျက်စမင်ဟိုတယ်လို့ရေးပါလားဇပယ်ဟိုတယ်လို့ရေးပါလား꽌မဲအကုန်လုံးတနိုင်ကလုံး꽌နေတက်ကုန်မှာတကုန်လုံးလောက်ရလို့တော့အခုလောလောဆယ်တောင်ကြီးတမျိုးလဲမလို့တော်သေးတယ်အားမျိုးမှာရှိနေတဲ့လုပ်ငန်းရှင်တွေရောဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆိုင်မှာလာပြီးပြောနေတာတွေလုပ်ငန်းမှာလာပြီးပြောင်းဖို့ပြောတာတွေကြုံရပြီလားကြုံရလို့ရှိရင်လည်းပြောပြပါအောင်တခြားမျိုးအကြောင်းတွေမသိသေးဘူးတောင်ကြီးကလုပ်ငန်းရှင်တွေအကုန်လုံးတင်ထားတာတွေ့တဲ့အတွက်ဒါကျွန်တော်လာပြီး sharing လုပ်ပေးတာဖြစ်ပါတယ်တခြားမျိုးကလာပြောတာရှိတယ်ဆိုလို့ရှိရင် င်လည်း comment မှာရေးပေးပြီးပြောပြပေးပါအောင်ဘလို့တွေလာပြောတယ်ဆိုတာပြီးတော့မိမိတို့လုပ်ငန်းနာမည်တွေနဲ့မြန်မာလူတွေလည်းပေါ့နော်ရည်ရတာလေးတွေရှိတယ်ဆိုလို့ရှိရင် comment မှာရေးပေးပါအောင်ကျွန်တော်တို့အနေနဲ့ဖတ်ချင်လို့ပါကျေးဇူးတင်ပါတယ် okay ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲတကယ်ကိုမိနစ်ပိုင်းအနည်းငယ်လေးပါပဲဆိုတော့ဒီဗီဒီယိုလေးကဒီနေ့မနက်ပိုင်းမှာကျွန်တော်ရဲ့ new feed ကိုတက်လာတော့ကျွန်တော်ကတော့ဒီဗီဒီယိုမြင်မြင်ချင်းမှာကျွန်တော်ကတော့ပြုံးလိုက်မိပါတယ် ။ဘာကြောင့်ပြုံးလိုက်မိတာလဲဆိုတော့ဒီကိုပြောသလိုပေါ့နော်ပြောမယ်ဆိုရင်တော့ဆိုင်ရှင်တွေ ग्वान ကုန်ပြီဆိုတာကိုကျွန်တော်ကတော့လက်မခံဘူးနော်။မမှန်တော့ ग्वान မှာမဟုတ်ဘူးပြသလား။မမှန်တော့ဒါကပြောမယ်ဆိုရင်မဖြစ်မနေအရင်တည်းကအဲမဖြစ်မနေကျွန်တော်တို့တနိုင်ငံလုံးပေါ့နော်တနိုင်ငံလုံးအားဖြင့်အလုပ်ကိုလုပ်ထားမယ်ကိစ္စတွေပါ။နော်အခုမှလုပ်တယ်ဆိုတော့ကျွန်တော်ကတော့ပြောမယ်ဆိုရင်နောက်ကျတဲ့လူတော်စိတ်ထဲမှာထင်မိပါတယ်။ကျွန်တော်အနေနဲ့ဆိုရင်တော့ကျွန်တော်အစောတည်းကလုပ်စီချင်တာ။အစောတည်းကလုပ်စီချင်တာနော်။အဲဆိုတော့ဘာကြောင့်အစိုးရလှုပ်စီချင်တာလဲဆိုရင်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကเนาะ ကျွန်တော်တို့မှာစံထားမဲ့ language တစ်ခုရှိကိုရှိရမဖြစ်မနေပါဘောเนาะအဲ့ဒါလည်းအားလုံးသိတဲ့အတိုင်းပဲမြန်မာစကားပေါ့เนาะမြန်မာစကားကပြောမယ်ဆိုရင်ကျွန်တော်တို့အားလုံးလက်ရှိအချိန်မှာအသုံးပြုနေကြဖြစ်တယ်ပေါ့เนาะဆိုတော့ကျွန်တော်တို့ဘယ်နေရာဘယ်ဒေသကိုပဲသွားသွားဒီမြန်မာစကားနဲ့ပဲကျွန်တော်တို့တယောက်နဲ့တယောက် communication လုပ်ကြတယ်ဆက်သွယ်ကြတယ်ပြောဆိုကြတယ်เนาะဆိုပါဆိုကျွန်တော်တို့ကရှမ်းပြည်ရောက်သွားတဲ့ဆိုရင်လည်းကျွန်တော်တို့ရှမ်းစကားမပြောတတ်ဘူးလीเนาะဆိုတော့ရှမ်းပြည်ရောက်လဲရှမ်းက ညီအမောင်နှမတွေကလည်းမြန်မာလိုပြောတယ်ကျွန်တော်တို့ကလည်းမြန်မာလိုပြောတယ်ဒီလိုပဲရခိုင်ရောက်သွားတဲ့ဆိုလဲကျွန်တော်တို့ကရခိုင်လိုမပြောတတ်တဲ့အခါကျတော့ကျွန်တော်တို့ကမြန်မာလိုပြောတယ်သူတို့ကလည်းမြန်မာစကားကိုပြောတယ်ဒီခါကျတော့ communication လောက်ရတာတရားနဲ့တရားအဆင်ပြေကြရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့က language တစ်ခုကိုစံထားပြီးတော့မှကျွန်တော်တို့ကတိဆောက်မထားဘူးဆိုရင်တော့ language barrier ဖြစ်ပြီးတော့မှ တယောက်နဲ့တယောက်ကြားမှာ communication လောက်ကတော်တော်လေးကိုခက်ခဲတယ်ဖြစ်မှာတေးကြပါဗျာဒါကြောင့်လဲကျွန်တော်တို့နိုင်ငံတကာမှာဆိုလဲဒီလိုပဲ international ကိုကျွန်တော်တို့အလုပ်သွားလုပ်တော့မယ်ဆိုရင်ကျွန်တော် English language ပါတာရက်ကိုတော်တော်များများကသင်ယူကြရတယ်လीနော်ဆိုတော့ဘာကြောင့်လဲဆိုတော့နိုင်ငံတကာကလူတွေနဲ့ဆက်သွယ်မှုအတွက် communication ကောင်းမှုအတွက်ကျွန်တော်တို့က English language ပါတာရက်တခုကျွန်တော်တို့သင်ယူကြရတယ်ဖြစ်ပါတယ်ဆိုတော့ဒါကလဲပြောမယ်ဆိုရင်တော့အဲကျွန်တော်တို့အနေနဲ့မဖြစ်မနေကျွန်တော် language ကိုကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်လဲစံထားတဲ့ကျွန်တော်မြန်မာ စကားကိုနိုင်ငံသားတိုင်းကနားလည်ထားမယ်တက်ထားမှာဖြစ်သလို international ကိုကျွန်တော်တို့ဖောက်ပြီးတော့မှအလုပ်တွေလုပ်ချင်တယ်ဆိုရင်လည်း international language ဖြစ်တဲ့အဲကျွန်တော်တို့အင်္ဂလိပ်ဘာသာရပ်ကိုသိထားဖို့တော့လိုတယ်ပေါ့နော်ဆိုတော့ဒါကတော့ language နဲ့ပတ်သက်ပြီးကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတိုင်းကမဖြစ်မနေဘာပဲဖြစ်ဖြစ်အဲဒီလိုမျိုးသိထားတဲ့အကြောင်းအရာတခုကျွန်တော်အနေနဲ့အရင်ဆုံးပြောရခြင်းဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုတော့ခုနကဒီ video လေးနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်တို့ထပ်ပြီးတော့ဆက်မယ်ဆိုရင်တော့ လူမျိုးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဆိုင်းဘုတ်တွေကျွန်တော်ရေးဆွဲကြတဲ့အခါမှာအကျွန်တော်တခြားသောနေရာဒေသတွေမှာဆိုရင်တခြားသော language တွေနဲ့ရေးထားတယ်အထူးသဖြင့်အဲကျွန်တော်ဗားရမြင်တွေ့ခဲ့ရတယ်လဲဆိုရင်ကျွန်တော်တို့တခြားသောတိုင်းပြည်တစ်ခုရဲ့ language နဲ့ရေးသားထားတဲ့ဆိုင်းဘုတ်တွေကျွန်တော်များစွာတွေ့ရတယ်ဒါကိုတွေ့တဲ့အခါမှာအဲဒါတော့မှကျွန်တော်ကပြောမှာဗီဒီယိုထဲမှာတွေ့ရအောင်အပြင်မှာတွေ့တာပေါ့ဗီဒီယိုထဲမှာတွေ့တာနဲ့ကိုယ့်ရဲ့စိတ်ထဲမှာစိတ်ထဲမှာတမျိုးဖြစ်တယ်စိတ်မကောင်းဘူးเนาะစိတ်မကောင်းဆိုတော့ဘာကြောင့်လဲဆိုတော့ အဲ location ကကိုယ့်ရဲ့အတိုင်းပြည်ဖြစ်တယ်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာထဲမှာရှိတဲ့ကိုယ့်ရဲ့နိုင်ငံထဲမှာဖြစ်နေပြီးတော့မှတခြားသောတိုင်းပြည်တစ်ခုရဲ့ language ကိုယူပြီးတော့အသုံးစွဲထားတဲ့အခြေအနေအားကျွန်တော်တို့မြန်မာစကားကျွန်တော်တို့ရဲ့မြန်မာစာပေကိုတတ်မှုမထားသလိုစိတ်ထဲမှာခံစားမိတယ်ပြီးတော့အဲတစုံတစ်ယောက်ကကိုယ့်ရဲ့တိုင်းပြည်ထဲကိုရောက်လာခဲ့ရင်တော့မှတစုံတစ်ယောက်ဆိုတာတခြားမဟုတ်ပြကျွန်တော်တို့နိုင်ငံသားတွေမဟုတ်ဘူးတခြားသောတိုင်းပြည်တွေကလူတူဦးတစ်ယောက်ကကျွန်တော်တို့တိုင်းပြည်ထဲကို အဲလာပြီးတော့လေတွေပဲထားပါတော့လာလေတဲ့အခါမှာဒီလိုမျိုးတခြားသော other country ရဲ့ language တခုကိုအသုံးပြုထားတဲ့ဆိုရင်เนาะအဲ့ဒီ language ကလည်းကျွန်တော်အရှိမပြောခဲ့သလိုပဲ international အတွက်အသုံးပြုတဲ့ language မဟုတ်ဘူးအင်္ဂလိပ်ဘာသာရမဟုတ်ဖက်နဲ့မှာတခြားသော language ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့အဲ့အရာတွေကိုမြင်ရမှာမြင်ရသူ့ရဲ့အငွေသက်ကဘာဖြစ်လာလဲဆိုတော့တခြားသော time ဖြီကိုရောက်နေသလိုအဲသူ့စိတ်ထဲမှာ feeling ဖြစ်ပေါင်းဖြစ်သွားနိုင်တယ်เนาะအဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့က နေရာတိုင်းဘယ်နေရာကိုကြည့်ကြည့်เนาะဘယ်နေရာဒီတော့ပဲရောက်ရောက်ဘယ်နေရာကိုပဲကြည့်ကြည့်ကျွန်တော်တို့စံထားထားတဲ့မြန်မာစာပေမြန်မာစကားတွေနဲ့ရေးသားထားတဲ့ဆိုရင်ဒါမြန်မာနိုင်ငံရဲ့အငွေအသက်ပဲလေเนาะဒါမြန်မာနိုင်ငံရဲ့အငွေအသက်ပဲဆိုတော့အဲ့ဒါကိုကျွန်တော်အနေနဲ့အားလုံးကိုခံစားစေချင်တယ်ကိုတိုင်းမျိုးကိုလာရောက်လက်ပတ်တဲ့နိုင်ငံခြားသားတွေကအစားဒီအငွေအသက်ကိုသူတို့တေချာပေါက်ခံကိုခံစားရမယ်။ဘာကြောင့်လဲဆိုတော့သူတို့လာလေတာမြန်မာနိုင်ငံလေး တို့လာလေတာမြန်မာနိုင်ငံဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့ feel မြန်မာနိုင်ငံရဲ့အင်ချင်းမှုမြန်မာနိုင်ငံဆန်ထားတဲ့အကြရီအားလုံးတို့ခံစားရမှာတို့မြင်ရမှာဖြစ်တယ်အဲ့လိုပဲဖြစ်ရမှာလीเนาะတကယ်တကယ်အဲဒီနေရာမှာပြောစရာရှိတာပါလဲဆိုတော့ကျွန်တော်တို့ မြန်မာနိုင်ငံကကချင်ကရကရင်ချင်းမိုးမြမရခိုင်ရှမ်းဆိုပြီးတော့ကျွန်တော်တို့အားလုံးအဲတစုတစည်းရဲ့ညီကိုမောင်နှမတွေစုဖွဲ့ထားတဲ့အတိုင်းမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုအတိုင်းမျိုးမှာအဲဆိုပါစို့အိုင်းသားနေရာတွေဆိုရင်လည်းဒီလိုပဲသူတို့ရဲ့မိခင်ဘာသာစကားဆိုတာရှိတယ်ဥပမာကရင်ဆိုကရင်ဘာသာစကားရှိတယ်ကချင်ဆိုကချင်ဘာသာစကားရှိတယ်ဆိုတော့ဒီကချင်တို့ကရင်တို့မိုးတို့ရခိုင်တို့ရှမ်းတို့ဆိုအစသည်ပေါ့နော်ဒီလိုမျိုးအဲမိခင်ဘာသာစကားဝင်လေသူတို့ရဲ့ location သူတို့ရဲ့ name area မှာသူတို့အနေနဲ့ဒါအတိကိုတိထားမှာနော်မွေးလာတဲ့ဆိုကိုကကရင်ဆိုရင်ကရင်စကားကိုအဲတိထားရမယ်တက်ထားရမယ်မွန်ဆိုလည်းဒီလိုပဲမွန်စကားကိုတိထားရမယ်တက်ထားရမယ်နော်အဲ့လိုပဲကိုနေထိုင်ရာဒေတာမှာစိုင်ဖွင့်နေထားပါတော့အဲမွန်မှာဖွင့်နေဆိုလည်းမွန်လိုရေးထားလို့ရတယ်သို့တော်လည်းပဲအဲကျွန်တော်တို့စံထားထားတဲ့မြန်မာစာပေလည်းကျွန်တော်တို့အားလုံးတိအောင်ရေးသားထားဖို့လိုအပ်တယ်နော်ဒါပေမဲ့ကျွန်တော်ခုနကပြောခဲ့သလိုပဲ other country international မှာ လုံးဝပြောမယ်ဆိုရင်အမှတ်ပြုတ်ပြီးတော့မှအားလုံးတုံးနေတဲ့ဘာသာမဟုတ်ဘဲနဲ့မှ other country ရဲ့ language ကိုတုံးထားတဲ့ဆိုရင်တော့ဒါမှဖြစ်တင်ဘူးဒါမှဖြစ်တင်ဘူး။နောက်ဘာကြောင့်မဖြစ်တင်ဘူးလဲဆိုတော့တခြားသောနိုင်ငံတွေရဲ့လွှမ်းမိုးမှုကျွန်တော်တို့တိုင်းပြည်အနေနဲ့မခံသင့်ဘူးဆိုတော့ကျွန်တော်အနေနဲ့ပြောပြချင်တာလည်းဖြစ်တယ်။နောက်ချက်ကဘာလဲဆိုတော့ကျွန်တော်လွန်ခဲ့တဲ့ရက်ပိုင်းကဘောလုံးပွဲတစ်ပွဲကြည့်တယ်ပေါ့နော်။ဘောလုံးပွဲတစ်ပွဲကြည့်တယ်ဆိုတဲ့နေရာမှာဒီပါဘောလဲဆိုတော့ UFA Champion League ပွဲစဉ်ပေါ့။အဲ့ဒီပွဲစဉ်ကိုတောင်ကိုရီးယားနိုင်ငံရုပ်သံဌာနကလွှင့်နေတာဖြစ်တယ်ပေါ့နော်။ကျွန်တော်ကြည့်တဲ့ channel က ဆိုတော့အဲ့ဒီမှာဘာသွားတွေ့ရလဲဆိုတော့သူတို့ channel မှာတွေ့တဲ့နေရာမှာဒီကန်နေတဲ့အသင်းနှစ်သင်းရဲ့နာမည်တွေကိုရေးသားတဲ့အခါမှာတောင်ကိုရီးယားလို့ရေးသားထားတာစာသားတွေကိုတောင်ကိုရီးယားလို့ရေးသားထားတာဆိုပါဆိုကျွန်တော်တို့တခြားသောအင်္ဂလိပ် language နဲ့ရေးသားထားတာမဟုတ်ဘဲနဲ့မှာတောင်ကိုရီးယားလိုမျိုးရေးသားထားတာကိုသွားပြီးသတိထားမိတယ်เนาะဒါတစ်ချက်ပေါ့နောက်တစ်ခါကျွန်တော်နောက်ထပ်ပွဲပွဲတစ်ခုကျွန်တော်ကြည့်လိုက်တဲ့အခါမှာပေါ့နော်သူတို့ရဲ့အင်ဂျီဂျာစီဒီအာဇာသမားတွေရဲ့အင်ဂျီဂျာစီမှာရေးသားထားတဲ့အဲဒီစာသားတွေဟာအဲ့ဒီတိုင်းပြည်မှာ အခြေပြုထားတဲ့ language ဘာသာရပ်ကိုရေးသားထားအောင်သွားတွေ့ရတယ်အင်္ဂလိပ်ဘာသာတော့မရေးသားထားအောင်တော့အင်္ဂလိပ်ဘာသာတော့သူတို့မရေးသားထားအောင်သူတို့မိခင်ဘာသာစကားကိုပဲသူတို့ကဒီမှာရေးသားထားတယ်စာပေကိုပဲသူတို့ရေးသားထားတယ်ဆိုတော့ဘာလို့သွားတွေ့ရလဲဆိုတော့တခြားသောတိုင်းပြည်တွေကသူတို့ရဲ့ဘာသာစကားကိုဘလောက်ထိတန်ဖိုးထားသလဲဆိုတော့ကျွန်တော်အဲသွားပြီးတော့သတိထားမိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဒီလိုပဲဖြစ်ရမှာဗျာကျွန်တော်တို့ကကျွန်တော်တို့ရဲ့တန်ဖိုးကျွန်တော်တို့ကိုယ်တိုင်မနှိမ်ချမိဖို့အရေးကြီးတယ်အထင်မသေးဖို့အရေးကြီးတယ်ကိုယ်တိုင်းပြည်ရဲ့ စံထားတဲ့မြန်မာစကားမြန်မာစာပေကိုကျွန်တော်တို့ကတန်ဖိုးထားပြီးတော့မှเนาะမြင့်တင်ရမှာဒါမှသာလေကျွန်တော်တို့အနာဂတ်မှာကိုယ့်ရဲ့တိုင်းပြည်ရဲ့ပြောမယ်ဆိုလားရလေပူကောင်းပါအဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့မိခင်ဘာသာစကားကျွန်တော်တို့စံထားမယ့်အရာတွေကျွန်တော်တို့တန်ဖိုးထားမယ့်အရာတွေကိုမိလျော့ပြီးတော့ဒါတွေကိုတန်ဖိုးမထားဘူးဆိုရင်ကြိုင်ဒါတွေကပျောက်ကွယ်သွားနိုင်တယ်အဲ့လိုမပျောက်ကွယ်ဘူးဆိုရင်နိုင်ငံသားတဦးချင်းတယောက်ချင်းစီတိုင်းကဝိုင်းပြီးတော့တန်ဖိုးထားပြီးတော့မှကျွန်တော်တို့အဲကျွန်တော်အနာဂတ်ကိုတည်ဆောင်သွားမှာဖြစ်တယ်ပေါ့နော် နောက်တစ်ခုကဒီလိုတန်ဖိုးထားခြင်းကြောင့်လည်းတခြားသောတိုင်းပြည်တွေကကိုယ့်ရဲ့တိုင်းပြည်မှာအလုံလာလုံးပြီးပဲဖြစ်စေသို့မဟုတ်ပုံပစ္စည်းတွေကိုတို့ကကျွန်တော်မြန်မာနိုင်ငံထဲကိုတင်ပို့ပြီးပဲဖြစ်စေပေါ့နော်အဲဥမာအဖြစ်ကျွန်တော်လောလောကူရိုးရှင်းရှင်းနဲ့ကျွန်တော်ဥမာချပြမယ်ဆိုရင်ဖုန်းတွေပေါ့ဆိုပါဆိုကျွန်တော်တို့မြန်မာနိုင်ငံကိုဖုန်းတွေတင်သွင်းတော့မယ်ဆိုရင်ဒီဖုန်းထဲမှာမြန်မာစာမြန်မာ language ကိုတို့မဖြစ်မနေထည့်ဥထည့်ရမယ်နော်အခုလည်းထည့်ထားကြရတယ်အားကြောင့်လဲဆိုတော့ဒီနိုင်ငံမှာအများသုံးကမြန်မာစကားဖြစ်တယ်မြန်မာစာပေဖြစ်တယ် ဆိုတော့အဲ့ဒါကြောင့်မလို့တို့နေမဖြစ်မနေထည့်သွင်းပြီးတော့မှအဒီတို့ရဲ့ဖုန်းကြီးရောင်းကောင်းအောင်ဆိုပြီးတော့မှဖုန်းရဲ့ language ထဲမှာမြန်မာဘာသာ unicode ကိုတို့ထည့်သွင်းထားတာဖြစ်တယ်။အဲ့လိုမှကျွန်တော်တို့ကကိုယ့်ရဲ့တိုင်းပြည်ရဲ့စံထားထားတဲ့မြန်မာစကားမြန်မာစာပေကိုတန်ဖိုးမထားဘူးဆိုရင်တခြားသောအဆိုပါဆို other country เนาะကျွန်တော်ရှေ့မှာပြောခဲ့သလို international မှာတုံးတဲ့အင်္ဂလိပ်ဘာသာရပ်ကိုပြောတာမဟုတ်ဘူးเนาะတခြားသော other country ရဲ့ဟာကိုကျွန်တော်တို့အတိုင်းပြည်မှာကျွန်တော်တို့အလွှမ်းမိုးခံပြီးတော့ဒါကိုအသုံးပြုနေမယ်ဆိုရင် ကြာလာရင်တခြားသောတိုင်းပြည်တွေကဥပမာဆိုပါဆိုကွန်ပျူတာကိုကျွန်တော်မြန်မာနိုင်ငံအတင်းသွင်းတော့မယ်ဆိုရင်အာမြန်မာနိုင်ငံရတယ်မြန်မာစာပေမထည့်လဲရတယ်ဘာကြောင့်လဲဆိုသူတို့နိုင်ငံမှာမြန်မာကမြန်မာစာပေကဘယ်လောက်ဒီမသုံးတော့ဘူးတခြားသော other language ကြီးကိုသုံးနေတယ်ဆိုတော့အဲ့ other language ထည့်ပေးလိုက်တာ ਨੇ အဆင်ပြေတယ်ဆိုတော့အဲ့ပုံစံချိုးပါလိမ့်မယ်နောက်ပိုင်းကြာရင်ပြောတာနော်အဲ့ပုံစံလုံနေမယ်ဆိုရင်ပြောတာနော် အဲ့ပုံစံတစ်ဖြူးနဲ့ကျွန်တော်တို့အယောင်အဆိုးမဲမသိအယောင်အဆိုးခံလာမှာဖြစ်တယ်ဆိုတော့အခုဆိုရင်ကျွန်တော်တို့ဒါမြန်မာစာပေမြန်မာစကားကိုကျွန်တော်တို့ကိုယ်တိုင်ကတမိုးထားရမယ်ဆိုရင်အခု AI နေပါဒီမှာအစားကျွန်တော်မြန်မာစကားနဲ့ပြန်ပြီးတော့ဘာသာပြန်ပြီးတဲ့အခြေအနေတွေအထိကျွန်တော်တို့တွေကခံစားရတာဖြစ်တယ်เนาะဖုန်းတွေမှာဆိုလဲမြန်မာစာပေမြန်မာစကားနဲ့တို့ language တွေထည့်ပေးထားတယ်အဒီလိုပဲကျွန်တော် Google Translate ဒီမှာဆိုလဲမြန်မာစာပေမြန်မာစကားကိုထည့်သွင်းပေးထားတယ်။ဒါဘာကိုပြနေသလဲဆိုရင်တို့တိုင်းပြည်မှာ ဒီဘာသာရဲ့ကျွန်တော်တို့စံထားထားတဲ့မြန်မာစကားမြန်မာစာပေဟာလက်ရှိအချိန်အထိကအကောင်းမှုဆုံးအခြေအနေမှာရှိနေသေးပဲဒါအောင်ကျွန်တော်ဆက်ထိန်သိမ်းမှုလို့လဲဆက်မထိန်သိမ်းပေနဲ့တခြားသော other country ရဲ့လွှမ်းမိုးမှုတွေကိုခံပြီးတော့ဒီဘာသာရက်တွေကိုကျွန်တော်တို့စိုင်းပုတ်တွေမှာပဲဖြစ်စေတခြားသောနေရာဒေသတွေမှာပဲဖြစ်စေတခြားသောလူမှုဆက်ဆံရေး communication မှာပဲဖြစ်စေဒါတွေကိုကျွန်တော်တို့တွေ့နေချက်ချက်စားထက်တစားပို့ပို့ပြီးတော့တုံးပြူလာမယ်ဆိုရင်ဒါရက်တစ်ဖြည်းဖြည်းနဲ့လွှမ်းမိုးသွားမှာပါ ဒါကြီးတပြည့်နဲ့လွယ်မှုတော့အရန်ကြောက်ဖို့ကောင်းတယ်ဒါကြီးကပြောမယ်ဆိုတကယ်တကယ်သေးသေးချာချာလေးလေးနက်နက်တွေးလေပို့ပြီးတော့ကိုယ်တိုင်းမြို့ကိုယ်လူမျိုးကိုယ်ဘာသာစကားတွေအတွက်တကယ်ကိုကျွန်တော်တို့အတွက်စိုးရင်ရတဲ့အခြေအနေဖြစ်တယ်ဆိုတော့အဲ့ဒီအခြေအနေတွေကနေကျွန်တော်တို့ကပြောမယ်ဆိုပြောင်းပြန်လှန်ဖို့ဆိုရင် ျွန်တော်ရှေ့မှာပြောခဲ့သလိုပဲခုတိုင်းပြည်ရဲ့စံထားထားတဲ့မြန်မာစကားမြန်မာစာပေကိုတော့ကျွန်တော်တို့မဖြစ်မနေငံသားတိုင်းကတမိုးထားကြဖို့အရေးကြီးတယ်လို့ကျွန်တော်ပြောကြရင်လည်းဒီပြိုလေးကိုအဆုံးသတ်ချက်ပါဒီပြိုလေးကပတ်သက်ပါများမှတ်ချက်ပေးခြင်းလဲမှတ်ချက်ပေးခြင်းတည်းရှိခုမှမှရေးသားခဲ့ကြပါကျွန်တော်နေ့စဉ်နဲ့အများကြီးရှုအားပေးနေကြတဲ့ပြည်ဝဒုတိယကြီးစံအလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံညီပါဗျ See you next video